ကဲညီကိုရီအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပေါ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုလက်ရှိချိန်မှာကျတော့ကျွန်တော် Manchester United တင်ဟာဒါ Center Forward တွေနဲ့ပတ်သက်ပြီးတော့ပဲသတင်းတွေကတော့ short ထွက်နေတယ်အထူးသဖြင့်ပြသည် Frankfurt အသင်းရဲ့တိုက်စင်မှုဟုကို EKTG နဲ့ဆိုရင်သတင်းတွေတော့ short ကိုထွက်နေတယ်ဆိုတော့ဒီနေ့မှာတော့ဗျာကျွန်တော် Manchester United တင်ဟာဒါတိုက်စင်မှုဟုကို EKTG ကိုခေါ်ဖို့ကြိုးစားတဲ့အခါမှာဘလို့အခြေအနေတွေရှိလဲဘာတွေဖြစ်လာနိုင်လဲဆိုတဲ့အပေါ်မှာကျွန်တော်ရဲ့အမြင်လေးအနေချင်းတော့ကိုကျွန်တော်ညီကိုရီနဲ့တူတူဒါဆွေးနွေးသုံးသပ်သွားခြင်းနဲ့ ဆိုတော့ပထမဆုံးအနေနဲ့ပြောရရင် United တာဝန်ရှိသူတွေကကြာဒီ Brian Ambomo ကိုကျွန်တော် Manchester United တင်းအတွက်တရားပေါင်းရပြီလို့မြန်တွေးထားတာတော့မသိဘူး သူတို့ကပဲလွဲနေရလားကျွန်တော်တို့ကပဲလွဲနေရလားတော့မသိဘူးပြကျွန်တော်ကကျတော့ဒီရက်ပိုင်းမှာ brand app မွင်းသတင်းတွေကိုတော့ချက်စောင့်နေတာဒါပေမဲ့တကယ်တမ်းကျတော့ကျွန်တော်မှချက်ဆိုင်နေတဲ့သတင်းကအဲ့ကစားမားနဲ့သတင်းတွေကငြိမ်းနေပြီးတော့ center for one နဲ့ပတ်သက်ပြီးတော့ပဲသတင်းတွေကတော့ချက်ထွက်နေတယ်ဆိုတော့တောင်ဝင်ရှိသူတွေရဲ့စိတ်ထဲကကျတော့ဒါ brand app မွင်း United ကစားသမားဖြစ်ပြီးသားလို့ပဲသူတို့ကခံယူထားလို့လားတော့မသိဘူးဟိုတစ်ခါကပြန်ကြည့်ရင် brand app မွင်းကလည်းဟိုတခြားသတင်းတွေကကန့်လန့်ထားရဆိုတာရှိပြင်မဲ့ပြကျွန်တော်မှချက်ဆိုင် United အသင်းအတွက်ပဲဒါကစားပြီးခြင်းနဲ့ဟိုလက်ရှိချိန်ထိလည်းအဲ့လိုမျိုးပဲဖြစ်နေရဆိုတော့ ဟိုတောင်ရှိသူတွေကအဲ့ကောင်မှာအေးဆေးဖြစ်နေတာမျိုးလဲပါရင်ပါမှာပြီးတော့တို့ကယုံကြည်ထားမှလည်းရပါတယ်တို့ဒီနောက်တစ်ချိန်ကမ်းလမ်းမယ်ကမ်းလမ်းမှုက brand ဘုလက်ခံမယ်ဆိုတာမျိုးဒီကြောင်ယုံကြည်ထားလို့လည်းအဲ့လိုဖြစ်နေရလားတော့မသိဘူးဒါ brand ရဲ့ album သတင်းတွေကတော့တခြားကိုငြိမ်းနေတယ်အဲ့ကိုကြော်ပြီးတော့ဒါ center forward သတင်းတွေကထွက်နေတယ် center forward နဲ့သတင်းကိစ္စတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်လည်းပြကျွန်တော်ထင်တယ်ဒီ amorin ရောကျွန်တော် united ဘုတ်ဖွဲ့ရောတကယ်တမ်းဦးစားပေးရ yorkret လို့ပဲကျွန်တော်ထင်တယ်ဗျာ yorkret ကိုကျွန်တော်တို့ကမှန်တယ်တရားဝင်ကမ်းလမ်းမှုတွေမရှိခဲ့ရတော့မှန်တယ်ဒါပေမဲ့သွားရောက်ပြီးတော့မေးမြန်းတာလေးပါလေရှိရဲ့ဒါပေမဲ့ ဲ့ဒါပြီးခဲ့တဲ့ရက်ပိုင်းဟန်နေပြီးတော့ပဲ record ကနေပြီးတော့တင်ပို့လာတဲ့ report တွေအရဆိုရင်ကျတော့ဒီသူတို့ကကျွန်တော် Manchester United တင်းနေတာအပြောင်းအရွှေ့ကိုဆက်လက် ဒါဆွေးနွေးသွားမှာမဟုတ်ဘူးယောက်ရက်ကိုရိုင်းကလည်းကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ကိုစိတ်ဝင်စားအောင်ဆိုပြီးတော့ပြောထားတယ်ဆိုအရာဆိုရင်တော့ပြောအရန် reliable ပဲဖြစ်တဲ့ထင်မှာတော့မပေါ့ဒါပေမဲ့လည်းဒါ United ကအဲ့လိုမျိုးတွေထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့တခြားကစားသမားတွေဘက်ကိုပို့ပြီးတော့အဓိကလှုပ်ရှားနေတာကိုတွေ့ရတယ်ကျွန်တော်တို့ဒါ United fan ကြီးကိုတွေထဲမှာ Osimhen ကိုခေါ်စီခြင်းတဲ့သူတွေလည်းရှင်းရှိနေပြီဗျာဒါပေမဲ့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ကဒါ Osimhen ကိုလုံးဝကိုသဘောမကျဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်သတင်းတွေထွက်လာရဲဆိုတော့လည်းဒါနည်းနည်းလှည့်ွက်နေတဲ့လောက်ပဲဖြစ်မဲ့ဖြစ်ဖို့ရများတယ် ့တကယ်ခေါ်ဖို့ကြိုးစားရဆိုရင်တော့အဲ့လောက်ကြီးဒီခက်ခဲမဲ့အထက်မှာမပါဘူးဒါပေမဲ့ကျွန်တော်အသိရတာလက်ရှိချိန်မှာဟူကို AGDG နဲ့ပဲတောက်လျှောက်သတင်းတွေကထွက်နေတယ်ဟိုဒီကစားမားနဲ့သတင်းထွက်တာကလွန်ခဲ့တဲ့ရက်တွေထဲရပါပဲပြီးခဲ့တဲ့နှစ်ရက်လောက်ကလည်းကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ရဲ့တာဝန်ရှိသူနဲ့ဒီကစားမားရဲ့ agent နဲ့ဒါနှစ်ရက်တိုင်တိုင်ပြလေးနက်တဲ့ဆွေးနွေးမှုတွေရှိခဲ့တယ် positive sound နဲ့ဒါပြောဆိုဆက်ဆံမှုတွေလည်းရှိခဲ့တယ်ဆိုပြီးတော့သိရတယ်ဟိုကျွန်တော်ထင်တယ်ပြကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရဒီကစားမားကို personal tan agreement အရင်ရအောင်လုပ်ဖို့ကြိုးစားလိုက်မယ်ဆိုတော့ အဲ့ agreement ကလည်းရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျဘာလို့လဲဆိုတော့ဒီ Hugo Ekitike ကဒါ तू ကကျွန်တော် Manchester United က तू ရတာ Chinese team ပေါ့ဗျာကျွန်တော် Manchester United team မှာ तू ကစားခွင့်ရကျင်တယ်ဟိုကစားဖို့ကစားလဲကစားကျင်တယ်ဒါ तू ရဲ့ aim ပဲပြီးတော့ သူ United ကိုပြောင်းရွှေ့ဖို့အတွက်သူကိုယ်တိုင်ကလည်းလမ်းဝင်ထားရဆိုတဲ့သတင်းတွေကလည်းတက်လာတဲ့အတွက် personal agreement ကတော့ရဖို့ရများတယ်ဒါပေမဲ့ကျွန်တော်ကျွန်တော် personal ရဆိုရင်ပြအဲ chain wood team player ဆိုတွေကိုကျွန်တော်နဲ့လန့်နေတဲ့ထဲမှာပါတယ်။ဒါပေမဲ့ပြဗာပဲနေနေပါကစားသမားကအတင်းကိုဒါကစားခြင်းနဲ့ဆိုတာလေးတီးရတော့ဒါစိတ်ချင်တဲ့ဆရာတော့ကောင်းတယ်။ဆိုတော့ပြဒီ personal dan agreement ရဖို့ကတော့အရင်ကြီးခက်တဲ့ထဲမှာတော့မပေါ့။ဒါပေမဲ့ခက်တာကကျွန်တော်တို့ဒီပြောင်းရွှေ့ခြေပဲဖြစ်မယ်လို့ပဲထင်တယ်။လက်ရှိချိန်မှာဒါ private team ကစသထွက်တင်ထွက်တဲ့ချိန်တော့ဆိုရင်ပြသူတို့က ဒီကရမ်းမအတွက်ဒါယူရိုသန်း100ပေါင်သန်း80ဝင်းချင်းကြော်ကြော်လောက်ကိုသူတို့ကရကျင်နေဆိုပြီးတော့သတင်းတွေကထွက်ထားတယ်။သူတို့ကလည်းဈေးထက်ကင်ပဲထဲမှာလည်းပါမယ်လို့ပဲကျွန်တော်ကမြင်တယ်။ဟိုကျွန်တော် United အသင်းတစ်သင်းနဲ့ကပဲဒီကရမ်းမကိုစိတ်ဝင်စားနေရတော့မဟုတ်ဘူး။တခြားအသင်းတွေကလည်းတောက်လျှောက်စောင့်ကြည့်နေရမျိုးတွေလည်းရှိတယ်။ဥမာ Chelsea တို့ Liverpool တို့လည်းအဲ့ထဲမှာပါတယ်။ဆိုတော့သူတို့ကတော့ဈေးကင်မှာနောက်တစ်ခုကကျတော့သူတို့ကခုမနေ့ကတက်လာရတဲ့ပို့အရဆိုရင်ဗျာပေါင်သန်း63သန်းဝင်းချင်းလောက်ကြရင်လက်လွတ်မယ်ဆိုပြီးတော့သတင်းတွေထွက်လာပြီးမြဲကျွန်တော်တော့အဲ့လိုကြီးကြီးလွယ်မယ်လို့တော့မထင်ဘူး။ဘာလို့လဲလို့ဆိုရင်ကျတော့ သူတို့ကဗီယက်စီသင်းကိုလည်းဆဲအောင်ကလောက်ဒလီဗာဆန်ပေးရအောင်ပါဒီ PSC ကိုဆဲအောင်ကလောက်ပေးရတာကကျွန်တော်တို့နဲ့တော့မဆိုင်ဘူးညာဒါပေမဲ့ Frankfurt အသင်းကလည်းအဲ့ဒီအတွက်ပါဒါကဘာမှကိုနည်းနည်းတော့ပို့ပြီးတော့အတိုးတောင်းမဲ့ပုံစံမျိုးတွေလည်းရှိရယ်ကျွန်တော်ပြင်ရဆိုရင်တော့80ရာတော့မတန်ဘူးညာဒါ60ရာတော့ ကျွန်တော်တို့ဒါမဲနိုင်ရသလိုပဲအဆင်ပြေကောင်းနဲ့ပြေသွားနိုင်တယ်ဒါပေမဲ့ဒီအပြောင်းရှိရှိအရဆိုရင်တော့အရန်ခေါ်ဖို့လွယ်တယ်ထင်ပါတော့မပေါ့ခက်တာကျွန်တော်မန်ချက်စတာယူနိုက်တက်အတင်းမှာလည်းပြဿနာရှိနေတယ်ဗျကျွန်တော်ယူနိုက်တက်ကဒီကစားသမားကိုခေါ်ဖို့ဆိုရင်ကျွန်တော်ကျွန်တော်တို့ကဒါကစားသမားတွေရောင်းနိုင်မှာရလိမ့်မယ်ဆိုရောင်းဖို့ပိုင်းကိုကြည့်မယ်ဆိုရင်လည်းကာနာချူကကျွန်တော်ဒါပရီးမီးယားလိအသင်းတွေကိုပဲသွားခြင်းတဲ့ပုံစံဖြစ်နေတယ်ရက်ဖူကလည်းဒါဘာစီလိုနာမှာဘာစီလိုနာဗျဂျီရန်ဆန်ဂျိုကျွန်တော်လည်းဒါမနေ့ကရက်ဖူအရာဆိုရင်ကျွန်တော်က ဒေါမွန်နဲ့ပတ်သက်ပြီးတော့လမ်းတော့ဖွင့်ထားတယ်။ဒါပေမဲ့ तू လက်ရှိရနေတဲ့လာသာတက်တော့လုံးဝ short view မှာမဟုတ်ဘူးဆိုတော့ပြန် तू ကပြည့်ပြည့်တသားပြောထားရဆိုပြီးတော့တွေးရတယ်။ကျွန်တော်ထင်တယ်ဗျဒီ Rafael Yor Sancho ကတော့ကျွန်တော် Manchester United တင်မှာဒါစာချုပ်ကုန်နဲ့ထိနေသွားဖို့ရများတယ်။ကျွန်တော်ပြောချင်တာကသူတို့အငှားသွားကစားရင်တော့ကစားလိမ့်မယ်ဗျာ ဒါပေမဲ့သူတို့ရသူတို့ရနေတဲ့ဒါ3သိန်းတို့3သိန်း2000တို့သူတို့နည်းနည်းမှ short ယူမှာမဟုတ်တဲ့အတွက်ဒီပြားဒီစာချုပ်တက်တက်မကုန်မချင်းရတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်းမှာရှိနေဖို့ပဲများပါလေ။ကစားမတွေတော်တော်လေးချက်တင်တုံးပါဗျာဆိုတော့ဒီကောင်တွေအကြောင်းပြောတာလည်းအောက်ကူဆိုတော့များတယ်ထားပါဒါပေမဲ့ကျွန်တော်တို့ကသူ့ကိုရောင်းနိုင်မှသာလေဒီကစားမကိုကျူးပန်းလို့ရမှာဆိုတဲ့အတွက်ဒါအဲ့ပိုင်းရတော့ဒါမလွယ်ကူတဲ့အပိုင်းနဲ့မှာပါတယ်။နောက်တစ်ခုက rate အရမ်းများတယ်ဗျာဒီကစားမလေးကိုခေါ်ဖို့ကကျတော့ခုခု EKD ကဒါအသက်20နှစ်နဲ့ပဲရှိသေးတယ်ပြီးတော့ဒီအရင်ထဲကကျန်းနေတဲ့ကစားမတော့မဟုတ်ဗျာမနစ်ကစီးနေမှာပဲသူကဒါခြေဆ န်းစပြလာတဲ့ကစားသမားဆိုတော့အရန်ကြီးပြသည်အမခံမှုပေးနိုင်တဲ့ကစားသမားတွေမှာတော့မပေါ့ကျွန်တော်ပြောချင်တာကဒီ market ထဲမှာ number 9 row ကရှားလာတာတကြောင် ူကဒါမနစ်ကရာသီမှာထချမ်းလိုက်တာဆိုတော့အသင်းတွေကစိတ်ဝင်စားတာကြောင့်လူတော်ထက်ပို့ပြီးတော့ high hand ရတဲ့အထက်မှာလည်းပါတယ်တကယ်တော့ဒီ Hugo Ikitiki ရဲ့အခြေအနေနဲ့ကျွန်တော်တို့ဒီ Westman Wildland ကိုခေါ်ခဲ့တဲ့အခြေအနေနဲ့အတူတူတော့ပဲ Westman Wildland ဆိုရင်လည်း Atlanta မှာဒါကျွန်တော်တို့မခေါ်ခင် season တစ် season ပဲသူကောင်းကောင်း performance ပြထိုက်တယ်အဲ့တော့အဲ့ချိန်မှာအသင်းကြီးတွေရဲ့စိတ်ဝင်စားမှုရပြီးတော့ကျွန်တော်တို့ကဒါ position sign ကြီးဆိုပြီးတော့တန်း9ဆယ်လောက်ပေးလိုက်ရတယ်ဆိုတော့ဒီ Hugo Ikitiki ကလည်းအဲ့ချိန်နေနဲ့မကွာဘူး သူ PSG မှာရှိနေတဲ့ချိန်တွေတုန်းကကျတော့အသက်လဲငယ်သေးတဲ့ဟာတကြောင်နေရာလည်းမရခဲ့ဘူး။ Front back အသင်းကိုစရောက်တဲ့ချိန်မှာဆိုရင်လည်းသူ struggle ဖြစ်တယ်။ဒါပေမဲ့မနစ်ကစီစဉ်မှာတော့သူခြေတန်းပြန်ကောင်းလာတယ်။ဆိုတော့48ပွဲမှာဆိုရင်သူ22ဂိုးသွင်းတယ်။22ဂိုးဖန်တီးပေးတယ်ဆိုတော့ဒါတော်တော်လေးတိုးတက်လာတဲ့အထက်မှာပါတယ်။ဒါပေမဲ့ခက်တာကအဲ့တိုးတက်လာတဲ့ကစားသမားတွေကိုဒါ potential signing အနေနဲ့ကျွန်တော်တို့ကခေါ်ရတဲ့အခါမှာကျတော့ ကျွန်တော်တို့အတင်းရဒီကစားသမားတွေကိုပို့ပြီးတော့ဒါ improve ဖြစ်အောင်လုပ်မပေးနိုင်တဲ့အထက်မှာပါတယ်။ကစားသမားအကုန်လုံးပါဗျာဘလို့ senior ကစားသမားပဲရောက်လာရောက်လာဒါ potential ကစားသမားတွေပဲရောက်လာရောက်လာအတင်းကိုရောက်လာတာနဲ့ဒီ project ကိုမတွေ့ရဘဲနဲ့ဒါ regret ဖြစ်သွားတဲ့ပုံစံမျိုးတွေလည်းခဏခဏတွေ့ရတဲ့အတွက် Fugu Ikigiki ကလည်းအဲ့ risk တော့ရှိရဗျာ။ကျွန်တော်ပြောချင်တာကဒီ cancel ပဲဖောက်ရသလိုပဲဒီကစားသမားတွေက cancel ပဲပေါက်ခင်ရင်လည်းကျွန်တော်တို့တွေကအချိုးမြတ်ကြီးရနိုင်တယ်။မပေါက်ခဲ့ဘူးဆိုရင်လည်းကျွန်တော်တို့ကလွတ်မပြေးရအောင်တမယ်ပဲဗျာ။အခု resume wine line တော့လည်းကျွန်တော်က cancel ပဲဖောက်ခဲ့တာလို့ပြောလို့ရရဲ။အဲ့တော့လက်ရှိချိန်မှာဒါ Fugu အကြီးတကြီးကိုခေါ်လိုက်ဆိုတာကလည်းရစ်အရမ်းများတယ်အာမခံမှုပေးနိုင်မှုကတော့နည်းတယ်ဆိုတော့ဒီဟိုကိုအကြီးတကြီးကလည်းအဲ့တိုင်းမှာပဲကျွန်တော်တို့ကန်ဆယ်ပဲဖောက်တယ်လို့ပဲပေါက်ခန့်ရင်တော့ကောင်းတယ်ပေါ့ဗျာဒရစ်ကတော့အရမ်းကြီးကြီးတဲ့ထဲမှာပါတယ်ဒါမှမဟုတ်ဗျာကျွန်တော်ကတော့ပြောင်းရွှေ့ခြင်းအရာကြီးမယ်ဆိုရင်တော့ပေါင်တန်း90ဒါအလုံးစုံ55တန်းလောက်ပဲကျွန်တော်တို့ပေးခြင်းတဲ့ထဲမှာပါတယ်ဆိုတော့63တန်းဆိုရင်တော့မှကျွန်တော်ကများရဲ့ထဲများရဲ့လို့ပဲကျွန်တော်တို့မြင်နေတော့မယ်ကျွန်တော်ဒီမှာအဓိကပြောနေတာကတော့ Hugo Ikitiki ရဲ့ခြေစွမ်းတွေသူ့ရဲ့ playing style တွေသူ့ရဲ့အားနည်းချက်တွေအားသာချက်တွေကိုကျွန်တော်ပြောနေတာမဟုတ် လက်ရှိပြဒီကစားမပေါ်ပေါက်လာပုံနဲ့ကျွန်တော်ဒီ resonant white line ကိုကျွန်တော်မြင်ပြီးတော့မြင် resonant white line ရဲ့ပုံစံကိုမြင်ပြီးတော့ခေါ်ခဲ့တဲ့ပုံစံတွေကဒါတပုံစံနဲ့ပဲဆိုတော့ကျွန်တော်ပြောချင်တာဆိုတော့ကစားမတွေကဒါတရားစီပဲခြေစမ်းပြတာဆိုတော့ဒါ white line ဆိုရင်လည်းဒါ one season one ဒါဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပဲဆိုတော့ဒီကစားမလည်းဖြစ်မလာနိုင်ဘူးလို့ပြောလို့မရဘူး။ဒါမဲ့တခုကောင်းတာကကျတော့တကယ်လို့ဒါကျွန်တော်တို့ Brian Ambumon ကိုခေါ်ခဲ့မယ်ဆိုရင်တော့ဒါ Hugo AKTG ရောက်ခဲ့တယ်ဆိုရင်ဒီကမ္ဘာအရန်ကြီးတော့ စထရဂယ်မဖြစ်တော့ဘူးယာဘေးမှာသူဒီပရီးမီးယားလိဘရူဂန်ရက်ကော့ပြထားတဲ့ကစားသမားတွေ experience ရှိတဲ့ကစားသမားတွေနဲ့ဝင်းရံထားတာဆိုတော့သူက real လဲနဲသွားနိုင်တယ်ဆိုတော့အဲ့အဲ့ထားလေးတော့ရှိရပေါ့ဗျာဒါပေမဲ့ဗျာရှိမှကျွန်တော်ပြောသလိုပဲရန်အမခံမှုမပြီးနိုင်တဲ့အတွက်ရန်တော့ real များပါတယ်ဆိုတော့ဒါကဟူဟူ AKTK ကိုခေါ်ရင်ကျွန်တော်ဖြစ်လာနိုင်တဲ့အခြေအနေပေါ်မှာကျွန်တော်ရဲ့အမြင်ကိုပြောထားတာဖြစ်တယ်ဆိုတော့ညီကိုရီအနေနဲ့ရောဒီကစားသမားပေါ်မှာဘယ်လိုဒီအမြင်တွေရှိတယ်ဗျာကစားသမားကပြောင်းရွှေ့ကြည့်ရဘလောက်လောက်ပြီးသင့်လဲနောက်တစ်ခုက တကယ်ရောဒီကစားသမားကကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ကိုတိုင်ဂိုးတွေတင်မှာမယ်ဆိုတော့အာမခံမှုမျိုးပေးနိုင်တာကျွန်တော်ပြောချင်တာပါစန်တေးအရာလုံးလုံးတော့ပေးနိုင်တဲ့အထက်မှာပါလောက်လားကျွန်တော်ကတော့ဟိုအိုက်ဂရစ်ကတော့အိုက်ကွန်ဆန်ကတော့ရှိနေတော့မယ်ဆိုတော့ညီကိုရဲ့အမြင်ကိုလည်းကျွန်တော်ရဲ့ဒီဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုင်းတက်တဲ့ဆိုရင်လည်း Like and Subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်